။သင်ကအခုရန်ကုန်မှာနေ့လယ်၁၂နာရီဖြစ်နေရခြင်း၊လန်ဒန်မှာမနက်၅နာရီခွဲပဲရှိသေးရဆိုတာသိပါသလား။ဒါမှမဟုတ်ရင်နယူးယောက်မှာဆိုရင်ည၁နာရီ၃၀ပဲရှိသေးရဆိုတာရောသိကြလား။ကဘာဘာကနေရာတွေမှာအချိန်တွေဘာကြောင့်မတူညီကြရလဲ။ဒါကိုထိန်းချုပ်ပေးနေတဲ့စနစ်ကတော့ဘာဖြစ်မလဲ။အဖြေကတော့ time zone ပါပဲ ဒီနေ့ကျွန်တော်တို့ time zone အကြောင်းကို3မိနစ်အတွင်းအလွယ်ကူဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ် time zone ဆိုတာကကဘာကြီးကိုအချိန်တူညီတဲ့အရေးအရာတွေဖြစ်ပိုင်းခြားထားတာကိုခေါ်တာပါကဘာကြီးကသူ့ဝင်ရောပေါ်မှာ24နာရီအတွင်းတပတ်ပြည့်အောင်လဲပတ်နေရကြောင်းနေရာတိုင်းမှာနေထွက်တဲ့အချိန်နေဝင်တဲ့အချိန်တွေမတူညီကြပါဘူး ဟိုးရှိရှိတုန်းကတော့မြို့တစ်မြို့နဲ့တစ်မြို့ဟာသူတို့ရဲ့ဒေသစံတော်ချင်း local town ကိုပဲအသုံးပြုခဲ့ကြပါတယ်။ဒါပေမဲ့စကိုးရစုမှာမိရထားတွေပေါ်ပေါက်လာပြီးတော့ခီးသွလာမှုတွေမြန်ဆန်လာတဲ့အခါမှာအချင်းတွေဟာတိတ်ကိုရှုပ်ထွေးလာပါတယ်။ယထာဘူရာတစ်ခုနဲ့တစ်ခုအချင်းမတူညီတဲ့အတွက်ကြောင့်အခက်အခဲတွေအများကြီးဖြစ်ခဲ့ကြပါတယ်။ဒီပြဿနာတွေကို ဖြေရှင်းဖို့သိပ္ပံပညာရှင်တွေကကဘာကြီးရဲ့360 degree ကို24နာရီနဲ့စားလိုက်ပါတယ်။ဒါကြောင့်တနင်္ဂနွေကို 15ဒီဂရီကျဲအပိုင်း time zone 24ကိုထွက်လာပါတယ်ဒီ time zone အလုံးအတွက်စံတော်ချိန်ဖြစ်သတ်မှတ်ထားတာကတော့အင်္ဂလန်နိုင်ငံ Greenwich ကိုဖြတ်သွားတဲ့ Prime Meridian မြင်ပဲဖြစ်ပါတယ်ဒီနေရာအချိန်ကို Coordinated Universal Time UTC လို့ခေါ်ပါတယ်ကမ္ဘာပေါ်ကတခြားနေရာတွေရဲ့အချိန်ကို UTC ကိုအခြေခံပြီးပေါင်းတာဓမ္မမဟုတ်နှုတ်တာလုပ်ပြီးတော့သတ်မှတ်ပါတယ်ဥပမာမြန်မာနိုင်ငံရဲ့စံတော်ချိန်က UTC အပေါင်း6နာရီခွဲဖြစ်ပါတယ် ်ဆိုလိုတာက greenwich ထက်ချက်နိုင်ခွဲပိုစောနေရလို့ဆိုလိုချင်တာပါဒါပေမဲ့ times of mien တွေက longitude mien တွေလို့အမြင်မြင်းပြောင်းတိုင်းတော့မဟုတ်ပါဘူးနိုင်ငံတစ်နိုင်ငံထဲမှာအခြေအနေကွဲမသွားအောင်အုပ်ချုပ်ရေးလွယ်ကူအောင်နိုင်ငံရဲ့နယ်နိမိတ်တွေအတိုင်းကွေးညွတ်ပြီးသတ်မှတ်ထားရလေရှိပါတယ်နောက်ဆုံးအနေနဲ့ပြောရရင် times of ဆိုတာကမ္ဘာနယ်ဝန်းစစ်သွေးရေးခီးသွားလာရေးနဲ့ ကုံတွယ်ရေးအစီအပြေချောင်းဝင်အောင်ကူညီပေးနေတဲ့မရှိမဖြစ်လိုအပ်တဲ့စနစ်တခုပါအခုဆိုရင်နိုင်ငံခြားရောက်နေတဲ့တင့်တငယ်ချင်းနဲ့ဘာလို့အချိန်မကြိုရလဲဆိုတာကိုရှင်းပြနိုင်ပြီလို့မျှော်လင့်ပါတယ်နောက်ထပ်ဘဝတူတာရစီရဗီဒီယိုတွေအတွက်ကျွန်တော်တို့ channel ကို like and subscribe လုပ်ထားပေးဖို့လည်းမမေ့ကြပါနဲ့ခင်ဗျာ